ခင်စာရေးကြော့တာခင်စာရေးကြော့ခြေပြားတောင်မမီဘူးဆိုတဲ့ဟာမျိုးဆိုအမေသိက်ချက်တယ်လို့တတ်နိုင်သမျှတော့ဆုံးမတာပေါ့နော်ဆုံးမတဲ့အတွက်လည်းသူလေးရဲ့ဘာပဲဖြစ်ပေါ့နော်လူငယ်တယောက်နေနဲ့တော့ချိုးစားချပါတယ်ကိုသားရဲ့ကားကိုဒီလိုမျိုးပေါ့နော်ရုပ်ရှင်ုံပေါ်မှာမြင်ရတော့မယ်ဆိုတော့ပေါ့နော်ဘာပဲဖြစ်ဖြစ်အမေတယောက်နေနဲ့အရန်ကိုဝမ်းသာပြီးပြီးဖြစ်ရပါတယ်ဖုံးမင်းဆိုလဲပေါ့နော်အရန်ဟိုဘယ်လိုပြောရမလဲသူဒီထဲမှာရွှေကိုဆိုတဲ့ဇက်ရုပ်ဖြစ်အောင်ပေါ့နော်သပင်အစအကုန်လုံးညှက်ပြရတယ်တရုတ်ဆောင်ပိုင်းမှာကျတော့သူဟာအဲအဲ့လိုမျိုးပေါ့ အထံသာဆင်းရဲသားကာရက်တာနဲ့လည်းဇက်ဝင်နဲ့စားပြီးတော့လည်းတရုပ်ဆောင်ထားတာကိုတွေ့ရတယ်ပရိသတ်တွေအားလုံးလည်းလာရောက်ပြီးတော့ကြည့်ရှုတဲ့အခါကျရင်တွေ့ရမှာပါရှင်ဘာဖြစ်လို့လဲဆိုတော့တိတ်လည်းမပြောရပါဘူးသူသားသူအရန်ညှိုးနေလို့လည်းဖြစ်မှာလဲဆိုပါတယ်နော်ဟိုမင်းနေလာမှမဟုတ်ပါဘူးဒီထဲမှာပါတဲ့မောင်လေးကြော်ထက်ဆိုဆိုနဲ့အရန်ကိုကောင်းပါတယ်အရန်လည်းတဘာဝကြတယ်ဒီဇာနင်းအောင်လဲကောင်းတယ်နောက်ရဲလှိုင်လဲကောင်းတယ်နောက်ဝင်းခံမိုးဆိုရင်လဲပေါ့နော်မေချိုးရဲ့ပေါ့နော်မြီးလေးဆိုရင်လဲပေါ့နော်သူ့ရဲ့ဇာတ်ရုပ်လေးနဲ့သူ့ရဲ့ character လေးနဲ့ life ဖြစ်တယ်ပေါ့နော်ကင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုလဲဆိုတော့ပေါ့နော် အာကင်းကိုကြီးလိုက်တဲ့အခါမှာပေါ့နော်ဒါမင်းသားလေးတွေပေါ့ငါးယောက်လုံးကသူ့သူ့နေရာလေးနဲ့သူပေါ့နေရာလေးလည်းရတယ်အာပေးထားတာလည်းအခန်းလေးတွေကလည်းမျှကြတယ်ဟိုဇက်ကလေးကလည်းပေါ့နော်အဲ့လိုမိသားစုဇက်လေးပေါ့နော်အမိဘမေတ္တာကိုလည်းပေါ်ကျူးထားတယ်အာပေါ့အာကောမစ်ကောမစ်ဒရမာလေးပေါ့နော်အဲ့တော့အာမတော့နှစ်ခါလောက်တော့ကြည့်ပြီးပေါ့နှစ်ခါလောက်ကြည့်ပြီးရဲ့အခါမှာတော့ ပြောစရာတော့မလိုပါဘူးအားလုံးသဘောကျပါတယ်ဟုတ်အဲဘယ်လိုမျိုးတွေသုံးသပ်မိလဲဆိုတော့စိတ်ပူတာပေါ့လေကိုသားကိုစိတ်ပူတာပေါ့မောင်လေးကြော်ထက်ဆိုဆိုရင်လည်းသူကဘာပဲဖြစ်သသားတို့ရဲ့စီနီယာပေါ့နော်စီနီယာဆိုတော့ဂျန်နဲ့ကလေးတွေကတော့အားလုံးအာသိမကွာချာဘောအဲ့လိုမျိုးဆိုတော့စိတ်ပူတာပေါ့နော်လုံနိုင်ပါမလားပေါ့အဲသူ့ရဲ့နောက်ဘုရောလည်းပထမဦးဆုံးပွဲဥထွက်ကားကြီးလည်းဖြစ်တယ်ပေါ့ဆိုတော့ဒါပေမဲ့အပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့လိုမျိုးပေါ့နော် ဟုတ်နည်းနည်းလိုအပ်တာတွေတော့အစ်စ်ဆိုတော့လည်းနည်းနည်းလိုအပ်တာတွေတော့ရှိသေးတာပေါ့ဒါပေမဲ့တော့တော်တော်လေးတော့အဆင်ပြေပါတယ်ဟုတ်ဟောပေါ့ကလေးတွေကအားလုံးကြိုးစားထားကြတယ်ဖုံးမင်းဆိုလည်းပေါ့နော်အရန်အော်ဘယ်လိုပြောရမလဲသူဒီထဲမှာရွှေကိုဆိုရဲဇက်ရုပ်ဖြစ်အောင်ပေါ့နော်သပင်ကအစအကုန်လုံးညှက်ပြရတယ်တည်ရမလားအဲ့လိုမျိုးနောက်ဟို ဆိုတဲ့အတွက်ပေါ့နော်အဲအဲသဘင်တွေကအကုန်လုံးရှင်နေအဆင်မပြေဘူးလေအဆင်မပြေတဲ့အတွက်သဘင်ကအစပုံစံပြောင်းသွားတယ်။နောက်အဲဆင်းရဲသားဆိုရင်လည်းဆင်းရဲသားအဲ့လိုမျိုးပေါ့နော်အထမ်းသမားဖြစ်အောင်လို့အထမ်းသမားက character ဘယ်လိုလဲဆိုရင်အမေလုပ်တဲ့လူကအကုန်လုံးအစားစားရရပေါ့နော်ဝယ်စားတွေဘာတွေကတော့ကိုယ်ပဲစီစဉ်ရတာပေါ့ဒါပေမဲ့လည်းတရုတ်ဆောင်ပိုင်းမှာကျတော့သူကအဲအဲ့လိုမျိုးပေါ့အထမ်းသားဆင်းရဲသား character နဲ့လည်းဇက်ဝင်တယ်။နောက်ပြီးတော့ကြိုးစားပြီးတော့လည်းတရုတ်ဆောင်ထားတာကိုတွေ့ရတယ်။ပြည်သက်တွေအားလုံးလည်းလာရောက်ပြီးတော့ကြည့်ရှုတဲ့အခါကျရင် တွေ့ရမှာပါရှင်ဘာဖြစ်လို့လဲဆိုတော့တိတ်လည်းမပြောရပါဘူးသူသားသူအရန်ညှိုးနယ်လို့လည်းဖြစ်မှာလဲဆိုပါတယ်เนาะဟိုမင်းနေလာမှာမဟုတ်ပါဘူးဒီထဲမှာပါတဲ့မောင်လေးကြော်ထက်ဆိုဆိုနဲ့အရန်ကိုကောင်းပါတယ်အရန်လည်းသဘာဝကြတယ်ဒီဇာနေအောင်လဲကောင်းတယ်နောက်ရဲလိုင်းလဲကောင်းတယ်နောက်ဝင်းခံမိုးဆိုရင်လဲပေါ့နော်မေချိုးရဲ့ပေါ့နော်မြီးလေးဆိုရင်လဲပေါ့နော်သူ့ရဲ့ဇာတ်ရုပ်လေးနဲ့သူ့ရဲ့ character လေးနဲ့ life ဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးဟာကလင်း၅ယောက်လုံးဟာ character တစ်ခုစီနဲ့ပေါ့နော်အရန်ကိုချစ်စရာကောင်းပါတယ်နောက်ပြီးတော့တွေ့နေချသူတွေမဟုတ်တဲ့ပေါ့နော်မျက်နှာသစ် ပေါ့နော်မင်းသားလေးတွေကိုတွေ့ရမှာဖြစ်တဲ့အတွက်လည်းအစ်စ်ဆန်းဖြစ်သွားစီပါရဲ့ရှင်ဟုတ်မင်းလေးတွေကတော့ဆိုတာပေါ့နော်ဘာကြောင့်ကြာသွားလဲဆိုတော့ကပိုင်းနိုင်ဘွားကနေကြာတယ်လို့ရှိရယ်နောက်ပြီးတော့အဲ့အဲ့လိုမျိုးပေါ့အဲတခိုးဘွားကနေပြီးတော့အဲ့အကြောင်းကြာတာရှိရယ်ဖုံမင်းကကြာတော့အဲ့လိုမျိုးပေါ့အဲကာရက်တာတစ်မျိုးပေါ့ဘာကြောင့်သူတို့ဟိုထဲမှာတကယ်ချင်း၅ယောက်သွားစုံကြတယ်ပေါ့အဲအဲ့တော့မမ သူတို့ရဲ့အကြောင်းအရာလေးတွေနဲ့ပြန်ပြန်ပြီးတော့အဲ့လိုဖြစ်မှာပေါ့မေထိုကြီးကတော့တည်တဲ့အတိုင်းပဲเนาะတကယ်ကိုလေရန်ကိုလေးစားအားကြရတဲ့ တကယ်ကိုပေါ့နော်ထက်ဆင့်အကယ်ဒမီအမေလေးအဲ့တော့မေချိုပါလိုက်တဲ့အခါမှာဒီကားဟာရရကိုပြည့်စုံသွားတာပေါ့နော်အရင်လဲကောင်းပါတယ်မိဘမေတ္တာကိုကြည့်ရတဲ့အခါမှာလည်းအဲ့လိုမျိုးနင့်နေရပဲလေအဲ့လိုမျိုးပေါ့မေချိုတရုတ်ဆောင်တာမေချိုကတော့ဒီထဲမှာအကောင်းဆုံးပေါ့လေအဲ့တော့ဟိုမေချိုတရုတ်ဆောင်မေချိုကအမေနေရာမှာတရုတ်ဆောင်လိုက်တဲ့အတွက်ပို့ပြီးတော့ပေါ့နော်ကလေးတွေဆွဲခေါ်ပြီးသားလည်းရသွားတာပေါ့လေအဲတရုတ်ဆောင်တာတကယ်ကို နိမ့်နေနေနေပေါ့နော်အမတို့ဆိုဘာဖြစ်ဖြစ်ပေါ့နော်မျက်ရည်တောင်ကျရတယ်ပေါ့နော်အခုကရိုက်ခွင်းနေမှာလဲအဲ့လိုကားကြီးဆိုတော့ပေါ့နော်စိတ်မချတော့တားနောက်ကိုလိုက်သွားတာအဲ့မှာလဲတိရဲပေါ့အရိုက်ခွင်းရိုက်နေတဲ့အချိန်မှာလဲကိုလဲပေါ့မော်နီတာကြည့်ရင်ငိုပေါ့သိရမလားသူတို့လဲငိုပေါ့အဲ့လိုမျိုးပေါ့နောက်ကားကားပေါ့နော်ပြီးတော့ family show ပြတော့လဲအဲ့လိုမျိုးပေါ့နော်ထက်ကြည့်တော့လဲဟာအရသာရှိလိုက်တာပေါ့နော်မိချိုတိရောက်ဆောင်သွားတာပေါ့နော် ကလေးတွေကိုလည်းခေါ်နိုင်တယ်ပေါ့မေချွာရှေ့မှာလုတ်ပြမှာကလေးတွေကနောက်ကလိုက်လုံနိုင်မှာလေဒါပေမဲ့မေချွာဥဆောင်သွားတဲ့အတွက်ကလေးတွေအားလုံးလည်းပါသွားတယ်ပေါ့ငိုရာတောင်မှမင်းသား၅ယောက်ကတယောက်တစ်မျိုးစီမတူကြဘူးအိုက်တင်လေးတွေကတယောက်တစ်မျိုးစီငိုရာအဲ့ဒါတွေကသူတို့လုံယူထားတာတော့မဟုတ်ဘူးသူတို့အိုက်တင်နဲ့သူတို့ထွက်လာကြတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကုမင်းလေးဆိုရင်ဘာပဲဖြစ်ပေါ့နော်ဒီလော့ကာတွေကိုဝင်တာရွှေချိုမပါပေါ့နော်ရွှေချိုပြီးတော့ဟိုကိုဗစ်တွေပါတယ်ဖြစ်တော့နားလိုက်ရတာကို၄နှစ်လောက်နားလိုက်ရတယ်ပြီးတော့မှ ပုံမင်းဒီလောကရယ်ဝင်တာ2022ခုနှစ်ကစဝင်တာဆိုတော့အခုဆိုနှစ်နှစ်ခွဲသုံးနှစ်နေပါပဲရှိသေးတယ်။အဲ့ဒီမှာပေါ့နော်ကိုသားရဲ့ကားကိုဒီလိုမျိုးပေါ့နော်ဖန်သားပြင်ပေါ်မှာရုပ်ရှင်ရုံပေါ်မှာမြင်ရတော့မယ်ဆိုတော့ပေါ့နော်ဘာပဲဖြစ်ဖြစ်အမေတယောက်အနေနဲ့အရန်ကိုဝမ်းသာပီပီဖြစ်ရပါတယ်။သူအနေနဲ့ဆိုရင်ဒါသူကံကောင်းတယ်လို့ပြောရမှာပေါ့နော်စောစောစီစီရုပ်ရှင်ရိုက်ခွင့်ရတာပေါ့ဟုတ်ဟုတ်ကိုရီးယားအငြင်းပြောတယ်လေအမေကအလုပ်တစ်ခုကိုလုပ်ရင်လို့စိတ်ပါလက်ပါနဲ့လို့စိတ်ညစ်ပြီးတော့မှလုပ်တာနော်လို့ အဲ့တော့လို့အမေနာမည်ပြက်အောင်တော့မလုပ်နဲ့လို့ခင်စာရေးကြော့သားခင်စာရေးကြော့ခြေပြားတောင်မမီဘူးဆိုတဲ့ဟာမျိုးဆိုအမေသိက်ချက်တယ်လို့အဲ့တော့ကိုကဒီလုံနဲ့အတမိုးဝမ်းချောင်းပြုတ်ပြီးတော့လုတ်ကင်မှာဖြစ်တဲ့အတွက်ဒီလုတ်ပေါ်မှာလေးစားပါကိုအတွက်ပေါ့နော် item တွေဘာတွေလိုသေးလဲပေါ့နော်အဲ့ဒါတွေအများရန်တည်ယူလေးလာပါပေါ့နော်သားကိုအများရန်ကိုကလည်းတတ်နိုင်သမျှတော့ဆုံးမတာပေါ့နော်ဆုံးမတဲ့အတွက်လည်းသူလေးဘာဖြစ်ဖြစ်ပေါ့နော်လူငယ်တယောက်နေနဲ့တော့စူးစမ်းရှာပါတယ်ဟုတ်အဲအဲ့လိုစိတ်ချရတယ်လို့မဟုတ်ပေါ့နော်အမေတယောက်နေနဲ့တော့ သားသမီးကိုဒီဒီနှစ်နှစ်သုံးနှစ်နဲ့တော့စိတ်ချရတယ်တော့မဟုတ်သေးဘူးအဲ့ဒါကြောင့်ပေါ့ကိုရီးယားကိုရီးရှူတင်မရှိတဲ့အချိန်ဆိုသူ့နောက်ပဲလိုက်ရတာလေသိရမလားအဲ့ဒီသူ့နောက်ပဲလိုက်ရတယ်သူ့ကိုလိုရာလေးတွေပေါ့အဲ့လိုမျိုးယောက်ျားလေး item တော့မတင်တတ်ပေမဲ့လေကိုကဘာဖြစ်ဖြစ်သူ့ထက်အများကြီး senior ကြပြီးလုံသက်တွေကိုရင်ခဲ့တယ်ဝိုင်းမင်းမီတယောက်ဖြစ်တဲ့အတွက်ပေါ့နော်အချမ်းညံလေးတော့ပေးလို့ရတာပေါ့ဒါဒီနေရာမှာတော့နည်းနည်းလေးတော့လိုတယ် အဲဘလိုလေးထက်လုပ်လိုက်ပါဦးအဲအဲ့လိုလေးဆိုရင်ထိုးထိုးလေးကတ်ပြောရတာပေါ့အဲ့လိုလေးတင်တင်ပေးတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကလေးကလည်းတခါတခါကျရင်သတိလက်လွတ်ဖြစ်မဲ့ဟာတွေကအမေကသတိပေးတဲ့အတွက်သူ့အတွက်လည်းပို့ပြီးတော့ဟိုအထောက်အကူဖြစ်တာပေါ့လေဟုတ်